အဲအခုပြောပြမှာကတော့ benefit of using natural shampoo natural herbal shampoo အခုဒီတဘာဝခေါင်းလျှော်ရည်လေးတွေရဲ့အာနိသင်လေးတွေကို ပြောပြမယ်အခုဒီ channel လေးမှာပါတဲ့တဘာဝခေါင်းလျှော်ရည်လေးတွေကိုသုံးဆွဲခြင်းအပြင်ရရှိတဲ့အကျိုးကျေးဇူးလေးတွေကို ပြောပြမယ် uh, factory product လို့ခေါ်တဲ့ departmental store shelf တွေမှာရှိတဲ့ရှမ်ပူတွေကသပင်ကိုလျှော်လိုက်လို့ရှိရင်စန်သားလေးကဖွာထွက်ပြီးသပင်လေးကတစ်ချောင်းနဲ့တစ်ချောင်းမကပ်ဖဲနဲ့ခေါင်းလျှော်ပြီးရင်ပေါ်ပွားသွားတယ်လို့ခံစားရတယ်။အဲ့ဒါကျမကိုယ်တိုင်ကလည်းအရင်တော့ငါကြိုက်ခဲ့တယ်။ဒါပေမဲ့အဲ့ဆိုးကျိုးတွေကျမမသိခဲ့ဘူး။ factory product လို့ခေါ်တဲ့အဲ့ဒီရှမ်ပူတွေမှာဘာပါလဲဆိုတော့ paraben silicone dye artificial fragrance နဲ့ hash sulfate လို့ခေါ်တဲ့ပြင်းတဲ့ sulfate တွေပါတယ်။အဲ့ဒီပစ္စည်းတွေကအဲ့ဒီ chemical တွေကသပင်မှာရှိတဲ့အဆိုဓာတ်အဆီဓာတ်တွေကိုသူကဖျက်ဆီးပစ်လိုက်တယ်။ natural product မှာပါတဲ့သဘာဝပစ္စည်းလေးတွေရဲ့ကြီးချွတ်တဲ့ပုံစံက အရေပြားမှာရှိတဲ့မွေးညင်းပေါက်လေးတွေရဲ့ pH level လို့ခေါ်တဲ့အဆိုဓာတ်နဲ့ natural oil လို့ခေါ်တဲ့အဆီဓာတ်တွေရဲ့ရှိတဲ့အတိုင်းတာကိုပျက်စီးမသွားစေဘဲနဲ့အပေါ်ယံမှာကန့်ညိနေတဲ့ဖုန်နေအမုန်နေကြီးတွေကိုပဲတီးတန့်ဖယ်ရှားပေးတာကို လုပ်ပေးပါတယ်တဘာဝအရာတဲ့ပစ္စည်းလေးတွေနဲ့ခေါင်းလျှော်ခြင်းအပြင်သပင် ပြက်တနာရဲ့အဓိကအရင်းမြစ်ကို သူလုတ်ပေးနိုင်တယ် ။ဇပင်ရဲ့အည်သွေးကိုလည်းတိုးတက်လာစေတယ်။ကောင်းလာစေတယ်။ quality ကောင်းတဲ့ဆန်သားလေးတွေကိုလည်းတိုးပွားလာစေတယ်။အဲ့တော့ဇပင်နဲ့ဆန်သားလေးရဲ့အဓိကဖြစ်တဲ့ဥယေပြားကိုတန်ဆွမ်းကျန်းမာအောင်လို့ဥယေပြားနဲ့ထိတွေ့တဲ့ chemical တွေကိုရှော့နိုင်သလောက်ရှော့လိုက်တာမျိုးကိုလုပ်ပေးပါတယ်။ဒီတဘာဝကောင်းလျှော်ရည်လေးတွေကလေ my chemical ကို ပြော့တဲ့ chemical တွေကိုတင့်တင့်ယုံသုံးထားပြီးတော့ glycerin နဲ့တခြား vitamin တွေထည့်ထားပြီးတော့သဘာဝကြီးချွတ်ပစ္စည်းတွေကိုစနစ်တကျပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့သပင်နဲ့ဥယျာဉ်များကိုတန်ဆွမ်းကျန်းမာလာစေတယ်။ ပေါက်ထတာတွေသပင်ခြောက်တာတွေဥယျပြားခြောက်တာတွေအဖျားနှခွဖြစ်တာတွေအဲ့အကြောင်းပြောမယ်နော်အဲ့ဒီအကြောင်းပြောမယ်နော်ပေါက်ထတယ်ဆိုတာဥယျပြားခြောက်လို့ဖြစ်တာကီမီကယ်ပြင်းတာတွေသုံးဆွဲတာများလို့ဖြစ်တာပေါက်ထရင်ဆန်သားလေးတွေကအစီထွက်ပြီးတော့မှဂျီစီစီလေးတွေထွက်တတ်တယ်အဲ့လိုဖြစ်တာကဥယျပြားနဲ့သပင်တို့ဆန်သားတို့မှာရှိတဲ့အဆိုတက်အစီတက်တွေခန်းခြောက်လို့ဖြစ်တာ ကိုယ့်ရဲ့ဆန်သားလေးကို ချောပြောင်ပြီးတော့ဥယျာဉ်ပြားလေးကျမ်းမာကျင်တယ်ဆိုလို့ရှိရင်တဘာဝခေါင်းလျှော်ရည်လေးနဲ့လျှော်ကြပါ Natural Herbal Shampoo လေးကိုကိုယ်တိုင်ပြုလုပ်ပြီးတော့မှသုံးဆွဲကြပါလို့တိုက်တွန်းပါတယ်နော် Natural Herbal Shampoo လို့ခေါ်တဲ့တဘာဝခေါင်းလျှော်ရည်လေးနဲ့ခေါင်းလျှော်မယ်ဆိုရင် သူ့ကိုကြည့်ပဲအချိန်ကြာကြာသုံးဆွဲမှအဲ့ဒီအာနိသင်ကိုတီးရမှာပါတီးနိုင်မှာပါအရင်ကအရင်တုန်းကလေအချိန်ကြာကြီးသုံးလာခဲ့တဲ့ chemical residue တွေတဖြည်းဖြည်းယော့နေသွားပြီးတော့မှမရှိတော့တဲ့အချိန်ကြာမှဆန်သားနဲ့ဥယေပြားကအားရှိလာမှာအဲ့တော့အချိန်တော့ယူရမယ်နော် hair texture လို့ခေါ်တဲ့ဆန်သားလေးကိုငကူမူလအခြေအနေတိုင်းပြန်ဖြစ်ချင်တယ်ဆိုလို့ရှိရင် သူ့လိုအပ်တဲ့ nutrition တွေပေးရမယ် vitamin တွေ mineral တွေပေးရမယ်ဆန်သားကလိုအပ်တဲ့ဓာတ်တွေဆန်သားနဲ့ဥယျာဉ်ပြားကလိုအပ်တဲ့ဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ရမယ်စပင်ဆိုးတဲ့လူတွေငင်းခုန်ကြတဲ့ကိစ္စတခုရှိတယ်အဲ့ပြောပြမယ်နော်စပင်ဆိုးထားပြီးရင် ဒီ shampoo တွေ natural herbal shampoo ပေါ့နော်အခုကိုယ်တိုင်လုပ်တဲ့သဘာဝကောင်းလျှော်ရည်လေးကိုကောင်းလျှော်ရည်တွေကိုမသုံးဘူးမသုံးသင့်ဘူးဆိုပြီးတော့မှညင်းကြတယ်အဲ့ဒါမှားတယ်နော်အဲ့ဒါမှားပါတယ်သပင်ဆိုးပြီးရင် natural shampoo ကိုသုံးလို့ရှိရင်ဆိုးထားတဲ့အရာຫນွေမໄຂမဲနဲ့ဆေးသားတွေယော့ကျသွားတယ်လို့ညင်းကြတယ်အဲ့ဒါမဟုတ်ဘူးနော် အဲ့ဒါမှားတယ်ဒီ natural shampoo လေးကလေသူတို့စိုးထားတဲ့ကာလာတွေကို အချိန်ကြာကြာပိုပြီးတော့မှဆေးခိုင်စေတယ်တဲ့ factory shampoo မှာပါတယ် hash chemical strong chemical တွေဖြစ်တဲ့ paraben နဲ့ sulfate တို့ကစိုးထားတဲ့ဆေးတွေရဲ့အယောင်ကို ရော့ကြတာမြန်စေတယ်အယောင်တွေကိုမြန်မြန်မှိန်သွားစေတယ်ဇပင်ရဲ့ပြဿနာအရင်းမြစ်က chemical ပြင်းတဲ့ shampoo တွေကိုသုံးစွဲတာ ကာလရှည်ကြာလာတာကြောင့်ဖြစ်ပါတယ် အယောင်ဆိုးထားတဲ့သပင်တွေကိုတဘာဝကောင်းလျှော်ရေသုံးပြီးလို့ရှိရင်ဆိုးထားတဲ့အယောင်ကိုမထိခိုက်စေဘဲနဲ့ဆန်သားလေးကိုအာဟာရပြည့်ဝပြီးတော့မှကြီးချွတ်ပေးတာဖြစ်တဲ့အတွက်ပို့ပြီးတော့မှ သုံးသင့်ပါတယ်လို့အကြံပြုပါစီရှင် True cause of your hair problem is using factory shampoo and product which include strong harsh harmful chemical အယောင်ဆိုးထားတဲ့သပင်တွေ ဖြောင်းထားကောက်ထားတဲ့သပင်တွေလေစာပစ်ထားတဲ့သပင်တွေဖျောင်းသွင်းထားတဲ့သပင်တွေအဲ့လိုသပင်တွေကိုသုံးလို့ရလားလို့မေးကြတယ်ပို့ပြီးတော့တင့်တော်ပါတယ်လို့ပြောပြစီကီမီကယ်သုံးတာများထားတဲ့အတွက်ကြောင့်မို့လို့တဘာဝပစ္စည်းတွေလေးတွေသုံးပြီးတော့ကီမီကယ်သုံးဆွဲမှုကိုရှော့ချတင်ပါတယ်အဲ့လိုရှော့ချလိုက်လို့ပြုပြင်ထားတဲ့သပင်ကပြောင်းလဲသွားမှာမဟုတ်ဘူး ကောက်ထားတဲ့သပင်ကလည်းကောက်သားမပြက်ဘူးဖြောင်းထားတဲ့သပင်ကလည်းဖြောင်းသားမပြက်ဘူးဖြောင်းသွင်းထားတဲ့သပင်ကလည်းတောက်ပြောင်ရဲ့တောက်ပြောင်နေမှာဖြစ်ပါတယ်ဆေးနဲ့လှုပ်ထားတဲ့ hair style သပင်ပုံကိုထိခိုက်စေမှာမဟုတ်ဘဲနဲ့ဆေးသုံးထားတဲ့အတွက်ကြောင့်မို့လို့ပျက်စီးသွားတဲ့ဆန်သားလေးတွေကိုပဲကုသမှုပေးပြီးတော့ဥယျာဉ်ပြားနဲ့ဆန်သားကိုပဲဟာရဓာတ်တွေဖြည့်တင်းပြီးတော့အဆိုဓာတ်အစီဓာတ်တွေကိုထိမ့်သိမ့်ပေးမှဖြစ်ပါတယ်။ အဲ့ဒါကြောင့်ကိုယ်စပင်ကိုလေဘာပဲလှုပ်ထားတာတဘာဝကောင်းလျှော်ရည်ကိုသုံးဆွဲလို့ရပါတယ်ပူကောင်းပါတယ်လို့အကြံပြုပြစီရှင်စပင်အုံထူလာခြင်းနဲ့စပင်ဆန်သားအစ်စ်ပြန်ပေါက်ခြင်းမိုက်ကမီကယ်တွေကို သုံးမယ်တဘာဝပစ္စည်းတွေကိုသူ့အချိုးတိုင်းထည့်မယ်ဖက်တာမင်တွေထည့်မယ်ဂလစ်စထရင်းနဲ့ဟန်နီလို့ခေါ်တဲ့ ဟန်နီလို့ခေါ်တဲ့ပြားရည်တွေအစိုးတက်ထင်းပေးထားတာတွေကိုထည့်မယ်အဲ့လိုထည့်ထားလို့ဥယျာဉ်ပြားလေးကအားရှိလာပြီးတော့ quality ကောင်းတဲ့ကျမ်းမာတန်ဆွမ်းထွားချိုင်းတဲ့စပင်လေးတွေကို မွေးဖွားပေးနိုင်မှာဖြစ်ပါတယ်လို့အကြံပြုပါစီရှင်ဒီ channel လေးကို ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်လည်းအမြဲတမ်းစောင့်ပြီးကြည့်ရှုပေးပါလို့တောင်းဆိုပါစီရှင်ကျေးဇူးတင်ပါတယ်ရှင်